မြန်မာနိုင်ငံမှာဘာသာရေးကိုအခြေခံတဲ့ပြိပခါတွေဘာသာရေးကိုအခြေခံတဲ့အကြမ်းဖက်မှုတွေဘယ်လိုရပ်တန့်နိုင်မလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဆွေးနွေးသုံးသပ်တင်ပြမယ် TV Debate အစီအစဉ်ဖြစ်ပါတယ်ကျွန်တော်တန်ဝင်းထပ်ပါခင်ဗျာမြန်မာနိုင်ငံသားတွေရင်ဆိုင်ခံစားကြေကြရတဲ့ ပြီးခဲ့တဲ့နှစ်ပိုင်းပြီးခဲ့တဲ့လပိုင်းတွေကဘာသာရေးတည်ငြိမ်တွေဘာသာရေးကပြိပခါတွေအကြမ်းဖက်မှုတွေဘယ်လိုအဆုံးသတ်နိုင်မလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဆွေးနွေးတုံ့သက်တင်ပြမယ်ဒီဒီ debate season ဖြစ်ပါတယ်ဒီ season အတွက်ဖိတ်ကြားထားတဲ့တွေကတော့ဆရာတော်ဥပ္ပန္နဝန်သားဖြစ်ပါတယ်ဒီရှိုးဝါအောင်တန်ခါတော်များကွန်ရက်ကဖြစ်ပါတယ်ဥကျော်ငိမ့်ဖြစ်ပါတယ်ဒီတရားစတော်ရှင်နေဥကျော်ငိမ့်ဖြစ်ပါတယ်ဥပမောခဖြစ်ပါတယ်ဒီမကွေးရီယတီစာသင်တိုင်းတောင်းနိုင်ဆရာတော်ဖြစ်ပါတယ် ဒီကနေ့ဆွေးနွေးသုံးသပ်တင်ပြတာတွေကအချို့အချက်လက်တွေကိုမိပေါင်းထိုးပြကတ်တုံရေးဆွဲတင်ပြမှာကတော့ကတ်တုံဆရာကိုတော်သူရင်ဖြစ်ပါရခင်ဗျာငြိမ်းချမ်းစွာလူရှင်တွဲနေထိုင်ဖို့ကိစ္စစဉ်းစားကြတဲ့အခါတပည့်တော်တို့ပါပြိပခရှိနေသလားအဲ့ပြိခရွေရဲ့ဇင်းမြစ် root cause ကဘာလဲဆိုတော့ရှင်ပြအတင်းချုပ်ပြီးဆွေးနွေးနေမှာ 62ခုနဲ့ဒေါ်လာရင်းကောင်စီတက်တယ်ကစစ်ဆိုးကအုပ်ချုပ်တယ်ပေါ့နော်အဲ့ဒီစစ်ဆိုးကအုပ်ချုပ်လာကြတဲ့ကဒီဘာသာလေးမျိုးရဲ့ကာချတွေပိုလိုက်တွေပျက်စီးလာခဲ့တာအဓိကအရေးကြီးတာဘာပြောင်းနေလဲဆိုတော့ကဘာတီလာလို့ခေါ်တယ်ငါးဘာတီလာပြောင်းနေနိုင်ငံကြီးအရာတစုံတယောက်ကအမြတ်ထွက်နိုင်တယ်လားအမြတ်ထုတ်နေတယ်လို့ပြောလို့ရတယ်ဘာလို့လဲဆိုတော့ဒါတွေကဒုတိယကဘာစစ်မှာလဲ ဒီလက်နက်တွေခရမ်းမကြောက်တယ်နဲ့အာနာသိမ့်တဲ့နေရာမှာမက်ရှင်နရီရတော့အများရန်ပါတော့အဲ့တော့စစ်ပွဲဖြစ်တိုင်းဖြစ်တိုင်းမှာလဲဒီမက်ရှင်နရီလို့ခေါ်တဲ့သာသနာတွေကိုကျူးကျော်တဲ့သူတွေပဲဖြစ်ဖြစ်အာနာရှင်တွေပဲဖြစ်ဖြစ်ပေါ့အများရန်ခုတုံးလုပ်ခဲ့တာဒါသူတမိုင်းတာရကရှိတာနောက်တစ်ခါလေးဦးကျော်ကြီးအနေနဲ့ပေါ့ပြီးခဲ့တဲ့လပိုင်းနှစ်ပိုင်းတွေမှာဘာသာရေးပြုခါလေးဖြစ်ခဲ့တဲ့အဓိကဇင်းမြစ်တွေတွေကလေဘယ်အချက်တွေကိုများအဓိကတင်ပြစေဘာသာရေးပြိပက္ခဆိုတာတဲ့ ကျွန်တော်တို့ဘာသာရေးဆိုင်ရာအကြံဖက်မှုခွဲခြားဆက်ဆံမှုဆိုတာကလက်တွေ့အခြေအနေနဲ့ပို့ပြီးတော့အဆက်မဲထင်ပါတယ်ဒါတစ်ပိုင်းမှာပြီးခဲ့တဲ့ဖြစ်ရက်တွေအားလုံးရဲ့ root cause ကအမုန်းတရားတွေပွားများအောင်ဟောဆိုဟောပြောလုံဆောင်မှုစီယုံမှုပါအဲ့ဒါနဲ့ပတ်သက်ရင်ကျွန်တော်ဥပဒေသမားတယောက်အနေနဲ့တက်လာတာဖြစ်တယ်ဥပဒေစကားပဲပြောချင်ပါ Ignorance of law is no excuse ပဲကျွန်တော်ပြားသူ့ကိုသွားတတ်ရင်ကျွန်တော်သေရန်ကြမယ်ဆိုတာမသိလို့တတ်မိပါလေ sorry တတ်မှာပဲသေရန်ကြမှာပဲနိုင်ငံရေးပြင်ထိတ်မှုကြောင့် ဆိုတာထက်ဟုတ်ကဲ့မုံတရားကိုစိတ်စော်တဲ့ပြောဆိုမှုတွေကပို့ပြီးတော့အဓိကကြအဓိကကြပါတယ်ဟုတ်ကဲ့နောက်စင်ပြဒီဥပမောက္ခအနေနဲ့ပေါ့ဘာသာရေးပြိပခဆိုတာအပြင်ကိုဘာသာရေးအရခွဲခြားနှိမ့်ချဆက်ဆံမှုတွေလည်းရှိနေတယ်ဆိုတာတွေနဲ့ပတ်သက်ပြောရှင်စင်ပြဘယ်လိုများဆွေးနွေးရမလဲငါဘာသာမှဘာသာလို့ထင်မှတ်တယ်ငါလူမျိုးမှလူမျိုးလို့ထင်မှတ်ပြီးတော့ဘာသာအပေါ်မှာလူမျိုးအပေါ်မှာအတ္တကြီးမားစွာ ဖွဲ့နေပြီးတော့သူတစ်ပါးဘာသာသူတစ်ပါးလူမျိုးကြတော့လူလိုမထင်မှတ်ဖူးဖို့လို့ရှိလို့ရှိအဲ့လိုအခြေခံပြီးတော့ဖြစ်ကြရတယ်လူကိုလူလို့မြင်ရမယ်ငါအင်္ဂလိပ်ငါတရုတ်ငါဗမာဟာသာလေငါတို့ဟာသာလေမြတ်တယ်ဖူးတယ်အဖွဲအတ္တတွေကြီးမားနေမယ်ဖူးရင်ဘာသာရေးပဋိပက္ခတွေကရှစ်ဖက်ပြီးတော့တိုးွားနေမှာပဲအားလုံးကလူတွေကြီးပဲသူလဲလက်ရှိ တော်ဝါတယောက်ပဲသူ့ပဲတနာလိုက်တဲ့ပုဂ္ဂိုလ်သူ့ဘောမှာမေတ္တာတရားထားရမယ်ကရုဏာတရားထားရမယ်အဲ့ဒီလိုအမြင်မျိုးတူညီသွားမယ်ဖိုးရင်ဖြစ်ဖြစ်အကြောင်းမရှိဘူးလူကိုလူလိုမြင်ဖို့အထီကတိုက်တွန်းနေတာပါနော်ဒီအရှင်ဖျားဥပ္ပံဒီငါတို့နဲ့သူတို့ဆိုပြီးတော့မြင်နေတဲ့ဟာတွေကဘာကြောင့်များပြီးခဲ့တဲ့နှစ်ပိုင်းကမှစိုးစိုးဘာပို့ပြီးတော့ဖြစ်လာလို့အရှင်ဖျားတုံ့တက်ချင်တနိုင်ငံလဲတော့တော့မရတော့ဘူးပေါ့နော်ဦးဇင်းတို့မြန်မာနိုင်ငံကဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်တော့မယ် တနိုင်ငံလုံးကလည်းငင်းချမ်းရင်ငင်းချမ်းရင်ဆိုတဲ့ဟစ်တိုင်ကိုအော်နေတဲ့အချိန်မှာအချာအနောက်အာရကဘာကြီးမှာလည်းသူကအကြံဖက်မှုတွေကရှိတယ်အဲ့တော့အိန္ဒိယချင်းနိုင်ငံတွေမှာလည်းအကြံဖက်မှုတွေကရှိတယ်ကိုကျွန်တော်မြန်မာနိုင်ငံရဲ့ဥပဒေအောက်ချုပ်ရေးပိုင်းတွေသူတို့ရဲ့အာဏာချက်တွေဖြစ်ပေါ်လာတဲ့အချိန်မှာမတမာတဲ့သူတွေရဲ့အခွင့်အလမ်းရရပေါ့နော်ဘာသာပြစ်ခါဖြစ်တဲ့နေရာမှာလူတွေအသက်တွေတေချေပစ္စည်းဥစ္စာတွေဆုံးရှုံးပြီးတော့တစုံတစ်ယောက်ကအမျက်ထွက်နေနိုင်တယ်လို့အရှင်ပြခံစားမိလား ခံစားမိပါတယ်အဲ့ဒါမှလည်းသူကတက်ကကသူတို့လိုချင်တဲ့တက်ကရှိတယ်လေသူမှလည်းကြိုးရှိပဲနဲ့တစုံတယောက်အမျက်ထွက်ဖို့အတွက်ကိုလူတွေထောင်နှန်းတောင်းနှန်းတွေကဘာကြောင့်ဒီလိုဖြစ်နေရလို့ဆင်ပြသုံးသက်2015ကိုရည်ရလို့ဦးဇင်းတို့နိုင်ငံရေးအရသုံးသပ်တယ်။ဘာကြောင့်လဲ?ဆရာဦးကျော်နေကဘယ်လိုများဖြစ်ဆွဲချက်ပါလဲ။အဲ့လိုဆိုရင်အကျိုးရှိမှဘယ်သူတွေလဲဆိုတော့အဲ့ဒီလူတွေကအကျိုးကျေးဇူးတစ်ခုကိုမျောမှန်းပြီးတော့လုပ်နေတယ်။အဲ့ဒါကိုကျွန်တော်တို့တီးတီးနဲ့မကာကွယ်နိုင်ဘူးမဟန့်တားနိုင်ဘူးချူတဲ့အခြေအနေရောက်နေတယ်။ဥပဒေအားအနေချက်တွေနတ်တက္ကမရှိပါတယ်။ ပထမအားဖြင့်ဆိုရင် good governance ကောင်းအောင်လုပ်ရမယ်ဆိုတာဥပဒေကရှိပြီးသားပါအဲ့ဒါကိုအထက်အမိန်မရလို့ရှေ့မှာဖြစ်နေတဲ့ crime ကြီးသူ့ကိုရာဇွေးအရာရှိတယောက်ဖြစ်ပြီးဆိုတာနဲ့ shut down လုပ်လိုက်နိုင်တဲ့အာဏာအထားတာအထက်အမိန်စောင့်နေတယ်ဟိုမှာလူတွေတေကုန်တယ်မိတွေလောင်ကုန်တယ်ဒါဘာသာတစ်ခုလည်းမဟုတ်ဘူးအရက်ပြက်တာအခုပိတ်ကြားထားတဲ့သူတွေကဒီပြိပခတ်တွေရဲ့ဇင်းမြစ်ကိုထောက်ပြဆွေးနွေးနေတာရှိရင်ဖိတ်ခေါ်ပါလိမ့်ရှေးပါရောင်ဆရာတော်ဘုရားကိုကျွန်တော်မဲကွန်မဲခြင်းပါလိမ့် ကျွန်တော်မဲကျင်တဲ့မဲကွန်ကနိုင်ငံရဲ့အရာအမြဲထုတ်ဖို့လူတစိုးကဖန်တီးနေတဲ့ကိစ္စကိုကျွန်တော်တို့ဘယ်လိုထားစစ်ကားကိုရပါမလဲဆိုတဲ့ဟာပေါ့မာလာလေးမျိုးရှိတဲ့ပရိသတ်တွေအားလုံးကဒီဟာကတော့ထောင်ချောက်ပဲဒီဟာကတော့မြောက်ပင်တဲ့စကလုံးပဲဒီအမူကျင့်တွေကတော့တိုက်ခိုက်ရခိုက်အမူကျင့်တွေပဲဆိုတော့သူတို့ရဲ့ knowledge တွေမြင့်လာဖို့ဘာသာရေးကောင်းဆောင်တွေကပို့ချပေးဖို့တော့ ကွန်ဗင်းရှင်းလောက်ဟာမျိုးတွေလုပ်ပေးဖို့တော့လိုအပ်တယ်ပေါ့ဆရာဦးတော်နေဖြစ်ဆက်ဒီလူတစုအမြတ်ထုတ်တယ်ဆိုတဲ့ကိစ္စက open secret ပဲအကောင့်ထဲကမမြင်သေးဘူးဒီဟာကိုရပ်တန့်အောင်ဆိုရင်တော့ကျွန်တော်ကဥပဒေသမားတယောက်အနေနဲ့ဥပဒေအရ rule of law ဆောင်ရွက်မှုအားနည်းနေတယ် ပြဋ္ဌာန်းဥပဒေမရှိလို့မဟုတ်ဘူးဖွဲ့စည်းပုံအုပ်ချုပ်ပုံအခြေခံဥပဒေပုံမှန်364မှာတဘာသာကတဘာသာကိုစော်ကားခြင်းများကဒီအခြေခံဥပဒေကိုစန့်ကျင်တယ်လိုအပ်ရင်ဥပဒေပြဋ္ဌာန်းရမယ်လို့ပြောတယ်ခနေ့အထိအဲ့ဒီကိစ္စကလွတ်တော်မှာတင်ပြအဆိုတင်သွင်းတဲ့အဆင့်အောင်မရောက်သေးဘူးလူထုကလည်းပဲမတရားမှုကြီးတစ်ခုတွေ့နေတာကိုကြားနေလိုက်ရင်မတရားဘက်ကိုကြက်လိုက်ရဘက်လိုက်ရရောက်တယ်ဆိုတော့အတိတရားနဲ့ဝိုင်းဝန်းဆန့်ကျင်မှုလေလိုတယ်လို့တင်ပြလို့ပါဥပဒေစုံမရေးရဆရာဥပမခေါ်ဘုန်းကြီးကတော့ဥပဒေဘက်က အားနေတာကိုပဲထောက်ပြချင်ပါတယ်အားလုံးကိုကျွန်တော်ဖိတ်ခေါ်ပါပါအဲ့နိုင်တော့ဝင်ပြီးတော့ဆွေးနွေးဖို့ဖောက်ခံဖို့ကန့်ကွက်ဖို့မဇိဘုံအခြေခံဥပဒေရတော့ဘာသာရိုင်းကိုဟိုလွတ်လပ်စွာကိုယ်ကိုယ်ခွင့်လူလက်စွာနိုင်ငံသားအလုံးအတန်းတူခွင့်ရရမယ်လို့ရေးထားပေမဲ့တကယ်တမ်းကျတော့ဟိုစနစ်တကျနဲ့ခွဲခြားဆက်ဆံလာခဲ့တာတွေအများကြီးတွေ့လာရတာပေါ့နော်အဲ state ကနေပြီးတော့ဟို ခွဲခြားဆက်ဆံလာတဲ့အနေအထားကနေပြီးတော့ပြည်သူတွေကပါလူဒန်းစားနှစ်ခုဟာလူမျိုးဘာသာနှစ်ခုဟာကွဲပြားသလိုဖြစ်သွားတာ တယောက်နဲ့တယောက်လေးစားမှုတွေပျောက်သွားပြီးတော့နောက်ခါအတိမတ်ပြူးမှုတွေအဲ့လိုဟာမျိုးတွေပျောက်သွားနေမှာတဆင့်အာတဖြည်းဖြည်းနဲ့ဝေးကွာလာပြီးတော့တယောက်နဲ့တယောက်အမုန်းတရားတွေကလည်းပွားလာတယ်အမုန်းတရားတွေပွားလာတယ်ဆိုတာကလည်းဒီတချောင်းထဲတော့မဟုတ်ဘူးတခြားလှုံ့ဆော်မှုတွေပါတာပေါ့နော်နောက်တစ်ခုကကြတော့ပညာရေးပေါ့နော်ဒီညီမတို့ရဲ့ပညာရေးဟာတော်တော်လေးကိုဟိုဆိုးရွားနေကြတာအလုံးအတိပဲလေအဲ့တော့ပြည်သူတွေမှာလုံလောက်တဲ့ knowledge မရှိခဲ့ကြဘူးလှုံ့ဆော်မှုတွေရောက်လာတဲ့အခါကျတော့အရန်ဟိုလူတွေက ပောက်ကွဲမြန်သွားပြီးတော့ဖြစ်သွားတယ်လို့ပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဘေးနားမှာကုတန်လို့ရှိတယ်နော်မက်ကျူးလို့ခေါ်တယ်ကုတန်တို့ကသူက Oxford တက္ကသိုလ်ကနေပြီးတော့နိုင်ငံရေးသိပ္ပံဘောင်းဘောင်းခါလုပ်ပါတယ်ကုတန်တို့အမှားလို့ပဲပြောမယ်နော်ကျွန်တော်က American လူမျိုးဖြစ်ပေမဲ့ကျွန်တော်ဗုဒ္ဓဘာသာကိုကိုးကွယ်တယ်အဲ့လိုပြောခြင်းတယ်ဒါပေမဲ့ကျွန်တော်အမြင်ကဒီဒီအချိန်တွေက conspiracy theory အဲ့လိုကျွန်တော်မထင်ဘူး ကျွန်တော်ထင်တာကအဓိကအအကြောင်းကလူတွေကစီးပွားရေးကိစ္စနိုင်ငံရေးကိစ္စလူမှုရေးကိစ္စတိတ်တိတ်မကြည်မသေးကြလို့သူတို့တွေကြောက်လာတယ်နော်ကြောက်လာတယ်ဒါပေမဲ့ကျွန်တော်ကဘာအကြောင်းပြောပြောခြင်းနေဆိုရင်တော့အဲ့ဒီအဲ့ဒီမသေးကြတဲ့အခြေအနေမှာကြောက်တဲ့အခြေအနေမှာကျွန်တော်တို့ဗုဒ္ဓဘာသာတွေအနေနဲ့မွတ်စလင်ဘာသာတွေအနေနဲ့ဘယ်လိုလုပ်ရမလဲဘယ်လိုဘယ်လိုနေထိုင်ရမလဲအဲ့လိုအဲ့လို ပြောခြင်းနဲ့မြတ်စွာဘုရားဟောတဲ့ဓမ္မနဲ့အနီနေတိုင်းနေဆိုရင်တော့အဲ့အဲ့ဒါပဲကယူဆိုင်တယ်နောက်တာဒီဘုရားတော်ကဒီလိုတော့ကိုယ်တည်းဥရှင်မောင်းချာမတူညီတဲ့စဉ်မြစ်တွေများပြဿနာတွေအကြောင်းတရားတွေများထောက်ပြကြတာလားရှိပြီဒီပြဿနာပฏิပခဒီဘာသာရေးပฏิပခလူမျိုးရေးပฏิပခဖြစ်ခဲ့တာဘယ်နေရာကလဲဘသူ initiate လုပ်တယ်လဲဆိုတာကိုဒါကိုကျွန်တော်တို့သိဖို့လိုပါတယ်အဲ့တော့အာနာရလို့တဲ့ ကိုယ်တော်ရည်ရွယ်ချက်နဲ့သူကဒါမျိုးဘာသာရေးနားလည်မှုတွေလွဲမအောင် လုပ်ပြီးတော့ဒါမျိုးဘာသာရေးပဋိပက္ခတွေဖန်တီးအောင်ဒါလုပ်ခဲ့တာပေါ့တရားဥပဒေစိုးမိုးမှုအားနည်းတယ်ဆိုတော့တော့ဒီအခုဒီမှာဆွေးနွေးသူတွေထောက်ပြပါတယ်ဒီမှာဒီမှာဖိတ်ခဲ့တဲ့ဘာသာရေးပဋိပက္ခတွေနဲ့ပတ်သက်ပြီးတော့ဇင်းမြစ်ကိုရှာပေးဆွေးနွေးစင်ကြင်တုံ့တက်တာတွေအပြင်ကိုဒီပရိခါရီဘယ်လိုတားဆီးတာမလဲဘယ်လိုရက်တန်းကရက်ကြမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဆက်ဆွေးနွေးကိုရှိပါတယ်ဘလို့စင်မှာဒီကိစ္စနဲ့ပတ်သက်ပြီးတော့ မတူညီတဲ့အခြားကျွန်တော်တို့စုဆောင်းထားတဲ့ဗီဒီယို message တွေလည်းဖွင့်ပြဖို့ရှိပါတယ်ကိုချောက်ကိုချောက်မန္တလေးဖြစ်ကြီးဆိုရင်ဒီကိုချောက်ကိုခေါင်းဆောင်လို့ကဘာကြီးကသတ်မှတ်ထားတဲ့မန္တလေးဟိုပြကြတာကြာပြီပေါ့နော်အဲအကြောင်းလို့ကိုချောက်ကို6ဘယ်သောအခါမှအဒီကရောမဖြစ်ပါဘူးရခိုင်မင်းနဲ့မျောပိုင်းလည်းမဖြစ်ဘူးရခိုင်မင်းနဲ့တောင်ပိုင်းလည်းမဖြစ်ဘူးအလဲပိုင်းတော့ပဲခွက်ခွက်ပြီးတော့ဖြစ်တာ အဲ့ဒီမှာတော့ပြဿနာပေါ်တယ်ဆိုတော့ဒါတွေက rule of law မရှိလို့ဥပဒေစိုးမိုးမရှိလို့တဘာသာနဲ့တဘာသာလေးစားလိုက်နာဘူးတဘာသာအကြောင်းကိုတဘာသာကတိအောင်ဆိုပြီးတော့ငငယ်ရွယ်ရွယ်တွေက clean ငယ်တွေဘဝတွေကကျွန်တော်တို့ဟိုစနေတကြပြိုးထောင်ပြီးတော့လေ့ကျင့်ပေးဖို့လိုတယ်အဲ့ဒါဆိုလို့ရှိရင်ဒါသူတို့တွေကြီးလာတဲ့အချိန်မှာကျွန်တော်တို့တချို့ဒီမလိုလားအတဲ့ပြဿနာတွေအများကြီးဟိုကာကွယ်နိုင်မယ်လို့ကျွန်တော်တို့လည်းထင်တယ်ကျွန်မထင်တယ်လေနိုင်ငံမှာဩစာအာဏာကြီးမားတဲ့လူတွေ နော်ဥမာဖြစ်နိုင်ငံတော်မှာအဓိကတာဝန်ရှိတဲ့သမ္မတတို့နော်နောက်ပြီးတော့အောင်ဆန်းစုကြည်တို့သူတို့က vice out လုပ်တင်တယ်လေဒီပฏิပက္ခတွေကိုအဆုံးသတ်ဖို့အတွက်တိုက်တွန်းတာတို့နောက်တစ်ခုကတော့ဥပဒေပေါ့ဥပဒေနဲ့ကာကွယ်တင်တယ်ဘာသာတိုင်းကတော့မေတ္တာတရားကိုအခြေခံပြီးတော့ပြောကြတယ်အဲ့အတွက်ကြောင့်မလို့မေတ္တာတွေကိုကျွန်တော်ရင်ဘတ်ထဲမှာတင်ထားမယ်ကျွန်တော်နှလုံးသားထဲမှာထည့်ထားမယ်ဆိုလို့ရှိရင်တိတ်ကြတယ်ဒါပฏิပက္ခကိုချုပ်နေနိုင်ပါလိမ့်မယ်အဲ့ရောက်လို့အဲ့နှစ်ခုတော့ဦးဇင်းတို့တွေက ီအမျိုးသားရေးလမ်းစဉ်နဲ့လူ့အခွင့်အရေးနဲ့ဒီကွက်ကွက်ပြပြပေါ့နော်ဟိုတိထားဖို့လိုတော့အဲဒီနေ့အပေးယူမျှတသွားရင်ဒီနေ့ချုပ်ငင်းပါပဲအဲ့တော့အပေးယူမျှတဖို့အတွက်ဟိုနှုတ်နှစ်ဖက်ခေါင်းဆောင်နေဒီဆွေးနွေးဖို့လိုတယ်ညှိနှိုင်းဖို့လိုတယ်